မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့စတမလာ၈ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာဂျာနယ်ရဲကကောင်းနိုးရရာသတင်းတွေကိုထုတ်နှုတ်ဖတ်ကြားပေးမယ်သတင်းစာဘောကဖတ်စရာအစီအစဉ်စတင်မှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်အာကာနဲ့ကျွန်မခင်းခီဆိုတော့ကတင်ဆက်ပေးသွားမှာပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကိုဒီပထမအဆုံးဒီမြန်မာဖုန်းသတင်းလေးတွေနည်းနည်းပါးရေးချင်တာလေရှင်ဟုတ်ကဲ့ပါကျွန်တော်ဒီပထမအဆုံးရွေးထားတဲ့သတင်းလေးကတော့ဒီ Daily 11သတင်းစာရဲ့မြန်မာဖုန်းမှာပါတဲ့သတင်းလေးတစ်ပုဒ်ပါခင်ဗျာဒါကလည်းကျွန်တော်အခုလက်ရှိသမရပေါ့နော်နိုင်ငံတော်သမရဦးသိန်းစိန် ဟိုတတ်တက်ချင်းမှာဗောနော်တမန်ဖြစ်ဖြစ်ချင်းမှာတော်တော်လေးကိုဟော့ဖြစ်ခဲ့တဲ့သတင်းနဲ့ဆက်ဆက်ပါတယ်ကျွန်တော်မြေစုံစေကိုအဲ့တော့ရှက်ထားခဲ့တယ်ဗောနော်အခုအဲအဲ့ဒီခါနဲ့ဆက်ဆက်တဲ့သတင်းလေးပါခင်ဗျတမရဤတရုတ်ခီးစဉ်အတွင်းမြေစုံစေတိစောက်မြီ CPI ကုမ္ပဏီနဲ့တွဲဆုံခဲ့တော့လဲမြေစုံစေကိစ္စမဆွေးနွေးခဲ့ဟုတမရဤပြောရေးဆိုခွင့်ရှိသူပြောကြားဟုတ်ကဲ့နောက်တစ်ခုကလည်းဒါအခုလက်တလုံးမှာခေစားနေတဲ့ဒီအလုတ်သမားတွေနဲ့ပတ်သက်တဲ့ဟောသတင်းလေးတစ်ခုပါပဲခင်ဗျအလုတ်ခန့်ထားမှုစာချုပ် မချုပ်ပါကအလုရှင်နဲ့အလုသမားများကိုအရေးယူမိဒါကတော့ The Voice Daily ရဲ့မျက်နှာဖုံးမှာပါတဲ့သတင်းလေးတစ်ပုဒ်ပါခင်ဗျာနောက်တစ်ခုကတော့ဒီ Democracy Today သတင်းစာရဲ့မျက်နှာဖုံးမှာပါပဲခင်ဗျာချင်းတွင်းမြေရေးစိုးရင်ရေမှတ်ကြောင်းမြို့နယ်ခုနှစ်မြို့နယ်မှာကျေးရွာပေါင်း200ကျော်ရှေလွှမ်းခံနေရလူပေါင်းတောင်းချီကေစေးစခန်းများသို့ရောက်ဆိုတဲ့သတင်းလေးတွေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ညီမတို့ဒီနေ့အတွက်အေဒါအဘောဗာမြန်ရှိထားလဲခင်ဗျာဟုတ်ကဲ့ပါဒီနေ့ထုတ်ဒီ Daily Lemon တင်းစားရမှာပါတယ်ဆက်မျက်နှာလေးရပါတော့သူတို့မဲဆွဲကြတော့မီဆိုရင်ကောင်းစင်းတဲ့အိဒါကိုလည်းရွေးချယ်ထားပါတယ်ဟိုဒီရွေးကောက်ပဲလည်းနီးလာပြီဆိုတော့သူတို့ဒီအိဒါရရဲ့တုံးသက်ချက်လေးတွေပေါ့ဟုတ်ကဲ့ပါခင်ဗျာ2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပတော့မယ့်အထွေထွေရေကောက်ပွဲအတွက်ကိုစလဲလောင်းမြား၏မဲဆွယ်စည်းရုံးမှုများစက်တင်ဘာလ10ရက်ယနေ့မှစပြီးပြုလုပ်ကြတော့မှာဖြစ်ပါတယ်တဲ့ ထို့အတူရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီများ၏မူဝါဒလုပ်ငန်းဆိုင်ရာဟောပြောချက်များကိုလည်းအစိုးရရုပ်သံနှင့်အသံလှင့်ရေဒီယိုများတွင်လည်းစတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်တဲ့။နိုဝင်ဘာလ၈ရက်မှာကျင်းပတော့မယ့်ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီ62ပါတီနှင့်တတိပုဂ္ဂလကိုယ်စားလှယ်ပေါင်းစုစုပေါင်း6000ကျော်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်တဲ့။2015ရွေးကောက်ပွဲအတွက်ပြည်ထောင်စုတုံးဝန်းလုံးရှိမြို့နယ်330အတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့330နေရအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့168နေရတိုင်းဒေသကြီးပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့644နေရနဲ့တိုင်းရင်းသားလူမျိုးမဲဆန္ဒနဲ့29နေစုစုပေါင်းတနိုင်ငံလုံးတွင်မဲဆန္ဒနဲ့1182နေရရှိနေပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးပြည်အောင်စုတက်ခိုင်းင်းနဲ့ဖွံ့ဖြိုးရေးပါတီတို့မှကိုယ်စားလှယ်လောင်း1100ကျော်စီဝင်ရောက်ရှင်ပြိုင်ကြမှာလည်းဖြစ်ပါတယ်တဲ့။ ပြောင်းစုရွေးကောက်ပွဲကော်မရှင်သည်ရွေးကောက်ပွဲဝင်ရောက်ရှင်းလင်းကြမယ်ကိုယ်စားလှယ်လောင်းများနဲ့ပါတီများကိုလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်ဖို့အတွက်ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်မဲဆင်စည်းရုံးခွင့်ညွှန်ကြားချက်အမှတ်1မြင်းဆောင်2014နှင့်အညီဆောင်ရွက်ကြရင်လည်း2015ဇွန်26ရက်နေ့ကသဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်လောင်းများအတွင်ကျင့်ဝတ်ကိုဆောင်ထိန်လိုက်နာကြရင်လိုအပ်မည်ဖြစ်ကြောင်းအကြောင်းကြားစာလည်းပေးပို့ထားပါတယ်တဲ့အထွေထွေရွေးကောက်ပွဲအတွက်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ပါတီလောင်းများ၏ မဲဆွယ်စည်းရုံးရေးကာလကိုစက်တင်ဘာလ၈ရက်နေ့နဲ့၆နိုင်ကနေနိုဝင်ဘာလ၆ရက်နေ့ည၁၂နိုင်အထိရပ်ပေါင်း60ခွင့်ပြုပေးထားတာလည်းဖြစ်ပါတယ်တဲ့2015ရွေးကောက်ပွဲသည်ကမ္ဘာတွင်အောက်တန်းနောက်တန်းကျနေရသည့်အနေအထားမှအမှန်တကယ်လိုအပ်နေသောအပြောင်းအလဲနှင့်စနစ်ကောင်းများဖန်တီးနိုင်ရန်အရေးပါသောအခွင့်အလမ်းဖြစ်ပါတယ်တဲ့ မိမိကိုကြိုးအတားထက်နိုင်ငံနှင့်လူမျိုးအတွက်အမှန်တကယ်လှုံ့ဆော်နိုင်သောတည်သူကိုယ်စားလှယ်စစ်စစ်များအပြောနှင့်အလုပ်လက်တွေ့ကြသူများကိုမမှန်ကန်ကန်မဲပေးရွေးချယ်နိုင်မှုမှလည်းအရေးကြီးပါကြောင်း Daily 11သတင်းစာကရေးသားအပ်ပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါဒီနေ့ဆိုရင်တာမင်းဆက်စီယုံနာတွေစပြီပေါ့နော်။ဟုတ်ကဲ့ပါခင်ဗျအဲ့ခါကျတော့ဘယ်လိုတွေမဲဆက်စီယုံလဲဆိုတာတော့ပါတီတွေလည်းအများကြီးပဲစိတ်ဝင်စားဖို့ကောင်းပါတယ်။ဟုတ်ကဲ့ပါ ော့နောက်တစ်ပုတ်အနေနဲ့အကောပါမြတ်ထပ်ပြီးရွေးချယ်တာလေရှင်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ထွက်ရှိတဲ့ဒီ The Voice Daily သတင်းစာရဲ့စာမျက်နှာ၃မှာပါတဲ့သတင်းလေးတစ်ပုတ်ကိုရွေးထားပါတယ်ခင်ဗျဒါကတော့ဟိုတဘာ BN နေပေါ့နော်ရာသီဥတုနဲ့ပတ်သက်တဲ့သတင်းလေးတစ်ပုတ်ပါပဲမုန်းနှောင်းကာလစတေမာလာဒုတိယဘက်တွင်း၌လေရုမတည်ငြိမ်ရမှဖြစ်ပေါ်လာမည့်မိုးတိမ်တောင်ကြီးများကြောင့်ဒေသအချို့တွင်နေရာကွက်၍လေပြင်းတိုက်ခတ်ခြင်းနေရာကွက်၍မိုးကြီးခြင်းနှင့်မိုးကျိုးပစ်ခြင်းစသည့်အန္တရာယ်ရှိနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားမှုဦးကျော်လွင်ဦးကပြောသည်ဆိုပြီးတော့ဒါရှင်းသားဖော်ပြထားပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်တွင်မုတ်တုံလီအင်အားမှာလာမည့်စက်တင်ဘာ9ရက်နေ့နဲ့10ရက်နေ့တို့တွင်အပြန်ကောင်းလာမည်ဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်စကိုင်းကန်ယူရန်မြဝကျွန်းပေါ်ဒေသနဲ့မုတ်တမခွေးတို့တွင်နေရာကွက်ယူမိုးကြီးနေကြောင်း၎င်းကခံမှန်းပြောဆိုသည်ဆိုပြီးတော့ဒါရှင်းတာထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဦးကျော်လွင်ဦးကဆက်ပြီးပြောထားတာပေါ့နော်အချိန်တို့အတွင်း မိုးသက်ထွန်စွာရွာနိုင်တာကိုဂရုပြုသင့်ပါတယ်။ကို့အနီးအနားမှာမိုးချိမ့်တန်ကြားနေရပြီဆိုရင်လည်းမိုးကျွတ်ပစ်ချနေတော့မို့လို့သတိထားပါမယ်။အထူးသဖြင့်တောင်သူတွေအနေနဲ့ပေါ့ဆိုပြီးတော့ဒါသူကတော့သတိပေးစကားလေးဆိုထားပါတယ်ခင်ဗျ။မင်္ဂလာပင်လယ်အလဲပိုင်းတွင်လေဖီအားနှင့်ရေဝန်တို့ခုဖြစ်ပေါ်လာနိုင်ပြီးပုံမှုအားကောင်းလာနိုင်ကြောင်းမိုးတိမ်တောင်များမှာမြမကန်ယူလန်တလျှောက်ထူထပ်စွာဖြစ်ပေါ်နေပြီးကြံတပြည်လုံးတွင်လည်းအသင့်အင့်ရှိနိုင်၍ရှမ်းပြည်နယ်၊ခရီးပြည်နယ်၊ရခိုင်ပြည်နယ်နှင့်အေရဝီတိုင်းဒေသကြီးတို့တွင် မိုးထစ်ချုံရွာမြေဖြစ်ကြောင်းမိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်ကပြောသည်ဆိုပြီးတော့ဒါဆက်လက်ရေးသားထားပါတယ်ဒါကလည်းဒေါက်တာထွန်းလင်ကလည်းဒါဆက်ပြီးတော့သတိပေးထားတဲ့သဘောပါပဲခင်ဗျလက်ရှိတွင်မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌မိုးအားကောင်းနေခြင်းကြောင့် ARD မြေကြီးနှင့်ချင်းနှမြေကြီးသည်ပခုတ်ကူညာဦးခန်းဒီဟ ோம் လင်ကလေးဝမွန်လိုက်မင်းကင်မုံရွာနှင့်ဖောင်းပြင်းမျိုးတို့တွင်စိုးရင်ရမတ်အထက်သို့ကျော်လွန်ရောက်ရှိနေပြီးဟ ோம் လင်မျိုးနှင့်အတွင်းရှိကျေးရွာအများစုတွင်ရေကြီးနှင်းမြှုပ်မှုများဖြစ်ပေါ်လျက်ရှိသည်ဆိုပြီးတော့ ဒါရေးသားဖော်ပြထားပါတယ်ခင်ဗျာဒါဆက်ပြီးတော့မိုးလေဝသနဲ့ဆက်လာပြီးတော့ညင်ချောင်းမှုဦးစီးဌာနကသတိပေးထားတာတော့ရင်းတို့မြင့်ရင်မှာစိုးရင်ရမအထက်ရောက်ရှိနေသည့်အတွက်ချင်းနှစ်မြေချောင်းတလျှောက်ရှိမော်လိုက်ကလေးဝမင်းကင်းနှင့်မုံရွာမြို့များသည်ရေလွှမ်းမှုမှုအန္တရာယ်ရှိနေသည့်ဖြစ်မြေကမ်းအနီးနှင့်မြေနေပိုင်းနေထိုင်သူများရှောင်ရှားရန်လိုအပ်ကြောင်းမိုးလေဝသနဲ့ဇလာပြီးတော့ညင်ချောင်းမှုဦးစီးဌာနကသတိပေးထားသည်ဆိုပြီးတော့ဒါရေးသားထားပါတယ်ခင်ဗျာဒါကလည်းအခုလက်ရှိ ရာသီဥတုအခြေအနေနဲ့ပတ်သက်ပြီးတော့သတိပေးရှိသားထားတဲ့သတင်းလေးတစ်ပုဒ်ပါပဲခင်ဗျဟုတ်ကဲ့ပါဒီညီမနောက်တစ်ပုဒ်အနေနဲ့ဒီ11 daily 11စာမျက်နှာ session မှာဖော်ပြထားတဲ့ဒီဆရာဝန်တမရမဆရာဝန်များအရက်ဘတ်ပြောင်းရင်အခွင့်အလမ်းနေပါတော့ဆိုရဲကောင်းစင်တဲ့သတင်းလေးကြီးချိန်ထားပါဗျာဟုတ်ကဲ့ပါခင်ဗျအစိုးရတက်လက်ထက်တွင်ပထမဦးဆုံးအဖြစ်စီးပညာဘွဲရဆရာဝန်နှင့်သွားဘက်ဆိုင်ရာစီးပညာဘွဲရဆရာဝန်အမျိုးသမီးများကိုကာကွယ်ရေးဦးစီးချုပ်ယုံ ကြီးကတရားဝင်စတင်ခေါ်ယူဆိုရဲဒီသူကခေါင်းစဉ်တူလေးထပ်ပြီးတော့ဖော်ပြထားရပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာအစရသေးလက်ထက်မှာတဲ့ပထမဆုံးအနေနဲ့စေပညာဘွဲရဆရာဝန်နဲ့တောဘက်ဆိုင်ရာစေပညာဘွဲရဆရာဝန်အမျိုးသမီးများကိုစစ်ရာရုခန့်ချုပ်ယုံကာကွယ်ရေးဦးစီးဌာနချုပ်ယုံကြီးကနိုင်ငံပိုင်သတင်းစာကတဆင့်စက်တင်ဘာလ9ရက်နေ့မှာတရားဝင်စတင်ခေါ်ယူခဲ့ပါတယ်တဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ ဆေးပညာဆောင်မများရေးသားတဲ့အထွေထွေယောဂါကုဆရာဝန်ဒေါက်တာမြင့်ဦးကတုံ့ပြန်ပြောထားတာကတော့အရင်ခေတ်ကတည်းကအင်ဂျင်နီယာတွေဘွဲ့ရဆရာဝန်တွေကိုဘိုလောင်းတွေအနေနဲ့ခေါ်ခဲ့မှုပါတဲ့။အဲ့ဒီသူတွေကစစ်မြေပြင်နဲ့စစ်ဆေးရုံတွေမှာတာဝန်ထမ်းဆောင်ရပါတယ်။အခုကအမျိုးသမီးဆရာဝန်တွေကိုခေါ်ရဆိုတော့သူတို့ကိုလည်းစစ်သမီးအနေနဲ့ခေါ်နေဖြစ်စေခြင်းလို့ခေါ်တာလို့ပဲမြင်ပါတယ်တဲ့။သူတို့ရဲ့စစ်တပ်ထဲမှာအမျိုးသမီးစစ်ဗိုလ်တွေရှိစေချင်လို့အင်ဂျင်နီယာတွေအပြင်ရိုးရိုးဘွဲ့ရတွေလည်းခေါ်ပါတယ်။အခုလည်းဆရာဝန်စစ်စစ်စစ်သမီးတွေရှိစေချင်တယ်လို့ ထင်ပါတယ်တမတော်ရဲ့ပြန်တန်းဝင်အရာရှိတိုင်းကတော့ဘူလောင်းအစင်းနဲ့ပဲစရတာပါတဲ့တမတော်ရဲ့ကိုဘယ်ဘွဲပဲရရသွားချင်ရင်တော့အဲ့ဒီကနေပဲစရမှာပါရာထူးအနေနဲ့ကောလစာအနေနဲ့ပါစစ်ဘက်ကအရေးပတ်ထက်ဆိုင်အာတာချက်တချို့ရှိတဲ့အတွက်မြို့သမီးတွေအနေနဲ့စဉ်းစားမယ်ဆိုစဉ်းစားလို့ရတယ်ဆိုပြီးတော့သုံးသပ်သွားပါတယ်ဟုတ်ကဲ့ပါခင်ဗျ အခုချိန်ညာချက်မှာတက်မတော်မှလေ့ကျင့်သင်ကြားမှုစနစ်အတိုင်းလိုင်းနာဆောင်ရွက်နိုင်သူဖြစ်ရမည်ဟုပါရှိသည့်အတိုင်းအခြေခံစစ်ပညာသင်တန်းကိုအ ਨੇ ဆုံးသင်ကြားရမည်ဖြစ်ကြောင်းနှင့်အဆိုပါသင်တန်းများမှာအ ਨੇ ဆုံး6လကနေတစ်နှစ်ဝန်းကျင်အထိကြာမြင့်မည်ဖြစ်ကြောင်းလည်းကာကွယ်ရေးဦးစီးချုပ်ရုံးကတာဝန်ရှိသူတို့ကဆိုပါတယ်တဲ့။ အထွေထွေယောဂကုဆရာဝန်ဒေါက်တာမိမိကိုကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရင်တုန်းကဒီလိုမျိုးတရားဝင်ခေါ်တာမျိုးတွေတော့မရှိပါဘူး။ဒါပေမဲ့တချို့စေတနာဝန်ထမ်းတွေအနေနဲ့အနေနဲ့ပဲတဲ့ဝင်ကူတဲ့သူတွေစစ်ဘက်နဲ့ဆက်နွယ်ပြီးဝင်သွားတဲ့သူတွေတော့ရှိခဲ့ပူပါတယ်တဲ့။အဲ့ဒါတောင်လိုအပ်ချက်အရာပဲခေါ်တာပါတဲ့။လူတိုင်းကိုလက်မခံခဲ့ပါဘူးတဲ့။အရင်စစ်ဆေးတက်ကတူတီးတတ်မရှိခင်တုန်းကခေါ်တာပါ။အခုကဘာအတွက်ခေါ်တာလဲတော့သိချာမသိပါဘူးတဲ့။ကျမတို့ခေတ်တုန်းကတော့မင်းကလေးတွေမခေါ်ပဲယောက်ျားလေးတွေကြီးလိုအပ်တဲ့လောက်ခေါ်သွားတာရှိပါတယ်ဆိုပြီးတော့လည်းသူကပြောကြားသွားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အစိုးရတင်လက်ထက်2013ခုနှစ်အောက်တိုဘာလအတွင်းကလည်းတဲ့ဘွဲရအမျိုးသမီးဗိုလ်တော်များကိုစစ်ရာဇူးခန့်အပ်ရုံမှတရားဝင်ခေါ်ယူခဲ့ပြီးဝိဇ္ဇာသိပ်ပံဘွဲရများသာမကမဟာဘွဲပါရဂူဘွဲရထားသူများအထိခေါ်ယူမှုများလည်းရှိခဲ့ပါတဲ့။ရှောက်လာခေါ်ယူရာတွင်ဗိုလ်တော်တင်တန်းတက်ရောက်အောင်မြင်မိပါကဒုတိယဗိုလ်တော်အဖြစ်စတင်ခန့်အပ်ခြင်းခံရမိဖြစ်ပြီးမဟာဘွဲပါရဂူမဟာဘွဲပါရဂူဘွဲရရှိထားသူများသည်ဗိုလ်အဆင့်ဖြင့်စတင်ခန့်အပ်ခြင်းခံရမိဖြစ်ကြောင်းရှောက်လာခေါ်ယူရမှာလည်းရေးသားဖော်ပြခဲ့ပါတဲ့။ တို့ပါ၍အရေးပတ်ဆရာဝန်များအနေနဲ့အခုလိုတက်မတော်တွင်တာဝန်ထမ်းဆောင်မှုစတင်ခေါ်ယူခဲ့ခြင်းကြောင့်တက်မတော်မှဆေးဘက်ဆိုင်ရာတာဝန်ထမ်းဆောင်နေသူများအနေနဲ့အရေးပတ်သို့ကူးပြောင်းရန်အခွင့်အလမ်းနှဲပါသွားကြောင်းတုံ့တက်မှုတွေရှိနေတယ်ဆိုပြီးတော့လည်းဖော်ပြသွားပါမယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒါကလည်းဟိုပြီးခဲ့တဲ့ရက်တွေကဒီတက်မတော်ဘက်ကနေပြီးတော့ကျွန်တော်အရေးပတ်ကိုဆရာဝန်တွေခုံခုံရောက်လာတဲ့ဟာကိုအဲ့ဒါကို campaign တွေလည်းလုပ်တော်တော်ကန့်ကွက်ပြီးတော့နောက်ပိုင်းမှာဒါထပ်ပြီးတော့ပြစ်ပေါ်လာတဲ့သတင်းလေးတစ်ပုဒ်ပါပဲ။ဟုတ်ကဲ့ပါခင်ဗျာ။ ဟုတ်ကဲ့ကျွန်တော်ခုခုနောက်တစ်ပုတ်ထပ်ဖတ်ပြမယ့်သတင်းလေးကတော့ဒီ70 daily သတင်းစာရဲ့အမြင်တစ်ပုတ်မှာပါတဲ့သတင်းလေးတစ်ပုတ်ပါရောခင်ဗျာထိုင်းမြန်မာနယ်စပ်တွင်ကောင်းကင်မှပြုတ်ကျလာသည့်အရာဝတ္ထုများကြောင့်ဒေသခံများထိတ်လန့်ဆိုတဲ့ခေါင်းစဉ်နဲ့ရှင်းသားဖော်ပြထားပါတယ်ထိုင်းမြန်မာနယ်စပ်တွင်စက်တင်ဘာလ9ရက်နနက်ကဥက္ကာခဲသို့မဟုတ်ဂျူရုအပြက်စီးခုယူဆရသောတောက်ပသည့်မီလုံကြီးများကောင်းကင်ထမှကျဆင်းလာ၍နှစ်နိုင်ငံနယ်စပ်ရှိဒေသခံများထိတ်လန့်နေကြောင်းသတင်းရရှိသည်ဆိုပြီးတော့ဒါသူကအဖွင့်လေးမှရှင်းသားထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ရေးသားထားတာကတော့စက်တင်ဘာလ9ရက်နေ့9နာရီတွင်တဝဲခရိုင်မြစ်တာမြို့နယ်တဝဲထီခိလန်းနီးရှိငရက်နီချောင်းဤအရှိမြောက်ဘက်တနေရာသို့ဥက္ကာခဲသို့မဟုတ်ဂျူရုအပြက်စီးဟုယူဆရသောအပိုင်းစများပြက်ကျခဲ့ကြောင်း KNU ဆက်ဆံရေးယုံမှတာဝန်ရှိသူတို့ကပြောသည်ဆိုပြီးတော့ဒါပြောထားပါတယ်ဒါခုနကတာဝန်ရှိသူကအတည်ပြုထားပေးတာကတော့ကောင်းငင်ဘော်ကတခုကြက်လာတာတော့ဟုတ်ပါတယ်ဒါပေမဲ့လေရင်တော့မဟုတ်ပါဘူး ထိုင်းနိုင်ငံဘက်မှာလည်းဒါမျိုးတွေကြနေတယ်ဆိုတော့အုတ်ကာခဲဒါမှမဟုတ်ရင်ဂျိုရုအပျက်စီးတွေလို့ယူဆရပါတယ်ဆိုပြီးတော့သူကပြောထားပါတယ်ခင်ဗျအဆိုပါရာဝတ္ထုကောင်းကင်မှကြောက်ကြခြင်းကိုလေရင်ပြတ်ကြသည်ဟုပြောကြားမှုများရှိနေပြီးထိုင်းနိုင်ငံတို့ဘန်ကောက်ပို့သတင်းစာကမူဘန်ကောက်ကောင်းကင်ရံတွင်မီးလုံကြီးတစ်လုံးချက်ဆင်းလာမှုကိုအပြေရှာမရသေးကြောင်းရှင်းသားဖော်ပြထားသည်ဆိုပြီးတော့ဒါရှင်းသားထားပါတယ်ခင်ဗျအဆိုပါပစ္စည်းပြုတ်ကြလာသည့်နေရာသည် KNU ထိန်းချုပ်နေပြီဖြစ်တော့လေ တော်ရင်တနေရာဖြစ်ပြီးလန်ခီအခက်အခဲရှိသည့်ဖြစ်မြည်သည့်အရာဖြစ်ကြောင်းတည်ပြနိုင်ခြင်းမရှိသေးပေဆိုပြီးတော့ဒါဆက်လက်ရေးသားထားပါရခင်ဗျဒါနဲ့ပတ်သက်ပြီးတော့ဒီ TK တို့ရဲ့ပြေးဆွဲနေတဲ့ရင်မောင်းတူကဒါပြောထားတာတော့ထိုင်းနိုင်ငံမှာတော့နေဆက်နေရာတော်တော်များများကျနေတယ်လို့သိရတယ်ပြီးတော့လူနေအိမ်ခြေတွေနားကျလာတော့စိတ်ပူနေကြတယ်ဒီဘက်မှာတော့အဲ့ဒီတခုတည်းပဲကျတယ်လို့ကြားရတယ်ဆိုပြီးတော့သူကလည်းဒါအတည်ပြုထားပါတယ်စက်တင်ဘာ9ရက်နေ့ ဒေသစံတော်ချင်း၈နာရီ၄၀မိနစ်ခန့်တွင်ကောင်းကင်ယံမှကျဆင်းလာသည့်တောက်ပကြီးမားသောမီလုံကြီးတစ်လုံးကိုဘန်ကောက်မြို့မြောက်ပိုင်း၌ရာနဲ့ချီသောနေထိုင်သူများတွေ့မြင်ခဲ့ကြရသည်ဆိုပြီးတော့ဒါရေးသားထားပါတယ်ခင်ဗျထိုင်းနိုင်ငံအနောက်ပိုင်းကန်ရှနာပူရီမြို့မှဒေသခံအချို့ကလည်း၎င်းတို့သည်အဆိုပါတောက်ပသည့်အရာဝတ္ထုကိုတွေ့မြင်လိုက်ရကြောင်းအခိုင်အမာဆိုသည်ဆိုပြီးတော့ဒါဆက်လက်ရေးသားထားပါတယ်ဒါပေမဲ့ဒီဟာကဘာဘာပိုင်းစဆိုတာတော့ဒါဘယ်သူမှဟိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးခင်ဗျ ရှင်းသူကောင်းကင်မှကြလာသည့်ပစ္စည်းများကိုထိုင်းနိုင်ငံရဲ့တပ်ဖွဲ့မှစုံစမ်းဖော်ထုတ်မှုများပြုလုပ်မည်ဖြစ်ကြောင်းထိုင်းနိုင်ငံနေဆက်ဘက်မှလာသောသတင်းများကဖော်ပြထားသည်ဆိုရတာသူကတော့အပိတ်မှာဒါကိုရှင်းသားထားပါရခင်ဗျ။ဟုတ်ကဲ့ဒီနေ့ထုတ်ဒီဆန်တော်ချိန်လေးစဉ်ရဲ့ဆာမင်နာ55မှာပါတဲ့ကာတွန်းလေးတစ်ပုဒ်ယူချိန်ထားပါတယ်။ဟုတ်ကဲ့ပါကတ်တုန်းဆရာရာဇတာစီယာအေးဆွဲထားတာပေါ့နော်ဟုတ်ကဲ့ပါမတော်ဒီအဖိုးတယောက်ပေါ့နော်အရှိမှာတော့ဒီလူနှစ်ယောက်ဒါမှမဟုတ်လက်ထဲမှာတော့အစာရွက်တွေပါကြီးကင်ထားရယ်ပေါ့နော်အဲကြောင့်အဖိုးကြီးကအဲ့လိုလှမ်းပြုတ်လိုက်တာတော့ မဲဆွဲတယ်ဆိုလဲဆွဲကြပါတယ်ဟိုအရင်တုန်းကလိုတော့တက်တိုင်တန်းလန်းလမ်းခင်းတာတန်းလန်းចောင်းဆောက်တာတန်းလန်းအဲ့လိုတန်းလန်းနေမထားခဲ့ပါနဲ့ဆိုပြီးတော့သူကလမ်းပြောနေတာပေါ့နော်ဒီရွှေကဝယ်မတိုင်ခင်မှာတော့လမ်းနေခင်းတဲ့ကိစ္စတွေပါတယ်အဲ့လိုအများကြီးပြောသွားပြီးနောက်ပိုင်းမှာအပီမတက်နိုင်တာတွေခုချိန်ထိလည်းအဲ့လိုမျိုးအပီမတက်တဲ့လမ်းတွေအကြောင်းတွေရှိနေပါသေးတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါလေးကိုထောက်ပြပြထောက်ပြရေးသားတာပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒီကတ်တုန်းလေးတွေပဲဒီနေ့စက်တင်ဘာလ10ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာ channel တွေက ကောင်းလို့ရသတင်းတွေကိုထုံထုံဖတ်ကြားပြတဲ့သတင်းစာဘောကဖတ်ဆက်အစီအစဉ်ပြီးဆုံးပြီဖြစ်ပါတယ်။ TVB ကိုကြည့်ရှုနေကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ရှင်။